်ဒရဝရင်ဒရဝရင်ကမမမမမနာမာတာပြေးပယ်ထားပြီးတော့ကိုလုံနေတာကိုအစီအတာလုံရင် တုံ့ပြန်ကြတာဒရဝရရဲ့တဘာဝပဲတရိษံတွေကိုကြည့်ကိုအသက်ရှင်ရဖို့သူများအသက်တက်ပြီးစားမှ ရှင်သန်ရမှာဆိုရင်ရှင်သေးတွေကြားတွေဟာ အခြားဒရဝရကိုတတ်ဖြတ်ပြီး နိုင်ရာစားနေကြတာပဲမဟုတ်လားသူများဥစ္စာတွေခိုးယူပြီးတော့စားတောက်မှအသက်ရှင်သန်ရမှဆိုရင်လေငွေတွေခွေးတွေဟာသူများဥတွေကလေးတွေကိုခိုးယူစားတောက်နေကြတာပဲလူရဲ့လေညာတိုက်ခိုက်ပြီးမှအသက်ရှင်သန်ရမှဆိုတော့လေလူရဲ့လေညာတိုက်ခိုက်ပြီးရက်ဒီနေကြတာပဲမဟုတ်လားအဲ့ဓာရီဟာတရဝါရီရဲ့ပင်ကိုသဘာဝလို့ဆိုရမယ် တဘာဝဆိုတာကိုယ်အသက်ရှင်တန်မှုကိုယ်အသက်ရှင်တန်နိုင်ဖို့အတွက်မှန်မှန်မှမှပြုလုပ်နေကြတာကို ဆိုရမယ်အဲ့ဒါကိုဟန်တားရင်လဲဟန်တားသူကိုတိုက်ခိုက်ရှင်းထုတ်ကြတာပဲဒါလဲတဘာဝပဲတရိษံလောကကို ကြည့်ရင်ပူပြီးတော့မြင်ရပြီမဲ့လူလောကထဲမှာလဲလူအသည့်လူအမြင်မရှိရင်လူတွေလဲလူသမိုင်းအစတွေကို ပြန်ကြည့်ရင် မာတာမှန်တာထက်ကိုရှင်တန်ရဖို့နိုင်ရစားခဲ့ကြတာဒီတိုင်းပါပဲအဲ့ဒီဒရဝါရီရဲ့တဘာဝတဲ့မှာမှလူတွေထဲမှာလူအသည့်အမြင်ရှိတဲ့လူတွေကလူသီလလူသိက္ခာဆိုတာတိဆောက်လာကြတာဖြစ်တယ်တဦးနဲ့တဦးတရိษာနေလူနိုင်ရစားသတ်ဖြတ်ခိုးလူအနိုင်ကျင့်ပြီးတော့နေကြမယ်ဆိုရင်လူတွေမငြိမ်းမချမ်းနိုင်ဘူး လူတွေဟာအကြောက်တရားတွေနဲ့နေကြရလိမ့်မယ်။လူအဖွဲအစည်းကြီးပြည့်စည်နေလိမ့်မယ်လို့သီလာမြင်လာတဲ့အခါလူတွေမှာလူသီလလူသိက္ခာဆိုတာတွေကိုအားလုံးသဘောတူညီပြီးတည်ဆောက်ကြရတယ်။သူများအသက်မတတ်ရ၊သူများဥစ္စာမခိုးရ၊မလူရ၊သူများသားမရအနိုင်မကျင့်ရ၊မလိမ်မညာရစသည်ဖြင့်တရဝါရီရဲ့ကိုရှင်တန်ရဖို့နိုင်ရာသာသဘာဝတွေကနေ့ တီလာတို့တိတ်ခါတို့ဆိုတာတိဆောက်လာကြရတာဖြစ်တယ်။အဲဒီသဘာဝအပေါ်မှာအသည့်အမြင်နဲ့တိဆောက်ထားနိုင်လို့လေလူဟာအခြားတိရစ္ဆာန်တရားတွေထက်တိုးတက်ဖြစ်ထွန်းလာတာဖြစ်တယ်။လူဟာအခြားတိရစ္ဆာန်တွေလိုအမြဲကြောက်လန့်မနေရတာဟာအဲဒီတိဆောက်ထားတဲ့တိလာနဲ့တိတ်ခါကြောင့်လူဟာအခြားတိရစ္ဆာန်တွေလိုနိုင်ရစားကြီးနိုင်ငယ်ညင်းနေဖြစ်မနေတာဟာ အဲ့ဒီတိဆောက်ထားတဲ့သီလနဲ့သိက္ခာကြောင့်လို့ပြောရလူတွေရဲ့ဘဝတွေအခြားသောတိရိစ္ဆာန်တွေထက်တိုးတက်ဖြစ်ထွန်းနေတာဟာလေလူသဘာဝအပေါ်မှာတိဆောက်ထားတဲ့သီလနဲ့သိက္ခာကြောင့်ဖြစ်တယ်လူမှာတိဆောက်ထားတဲ့သီလနဲ့သိက္ခာဆိုတဲ့အရာတွေသာကျိုးပြတ်သွားကြပြီဆိုရင် လူသားတော်ဝါတွေဟာလေသဘာဝအတိုင်းနိုင်ရာစားတွေဖြည့်ပြီးတော့မငြိမ်းချမ်းနိုင်တော့ဘူး မြဲကြောက်လန့်နေကြရလိမ့်မယ်။ပျက်စီးဆုပ်ယုပ်ပြီးလေလူသားလောကကြီးပျက်စီးသွားမှအသေးချာလို့တောင်းပြောရမယ်။ဏီကုန်းချုပ်ပြောရရင်လူလောကကြီးငြိမ်းချမ်းဖို့လူသားတွေအကြောက်အလန့်နေနဲ့မနေရဖို့ဆိုရင်လူတိုင်းလူတိုင်းကလူအပေါ်မှာတိဆောက်ထားတဲ့တီလနဲ့တိတ်ခါဆိုတဲ့အကျင့်တွေကိုဝိုင်းဝန်းတိဆောက်ကြရမှာလို့ပြောရင်ပဲဒီကုန်းချုပ်ချင်တယ်အားလုံးအားလုံး သိမြင်သဘောပေါက်ကြပြီးတော့လက်ခံကျင့်သုံးနိုင်သူများဖြစ်ကြပါစေလို့စန္ဒပြုရင်းဤကုန်ချုပ်လိုက်ပါတယ်။